မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်သာဝရဖျားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မစားခြင်းအမျိုးမျိုးကိုခန်းစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေဇုတော်အပြင်ကျွန်တော်နဲ့တို့နှုတ်ကပတ်တော်ဆင်ခြင်ဖို့ဗျာဒခင်ပြင်ဆင်ပေးတဲ့အတွက်ကောရင်သူဩဝါဒစာပထမဆောင် အခန်းကြီး16အပိုင်းငယ်22ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်အချင်းသူသည် သခင်ယေရှုခရစ်ကိုမချစ်ထိုးသူသည် အနတေမာဖြစ်စေတည်းတခင်ဖျားသည်ကြွလာတော်မူ၏ဒီနုကပတ်တော်ကတော့ကောရင်သူဩဝါဒစာပထမစာဆောင်ရဲ့နောက်ဆုံးအခန်းရဲ့အရေးကြီးတဲ့အချက်လို့ကျွန်တော်ထင်မိပါတယ်။ဘာကြောင့်လဲဆိုတော့များသောအားဖြင့်စာဆောင်တွေရဲ့နောက်ဆုံးအခန်းကနှုတ်ဆက်စကားပြောတဲ့အခန်းဖြစ်ပါတယ်။ရှေ့ဆုံးအခန်းဆိုရင်တော့ဒါနှုတ်ခွန်းဆက်တဲ့စကားပြောပါတယ်။ နှုတ်ဆက်စကားပြောတဲ့အခါမှာဘသူကိုတတိယကြောင်းစသဖြင့်နောက်ဆုံးမှာကြားခြင်းနဲ့အရာလေးတွေကိုမှာကြားတဲ့အရာဖြစ်ပါတယ်အဲ့လိုနောက်ဆုံးမှာကြားတဲ့အရာများတွေကပို့ပြီးတော့မှတော့အရေးကြီးတတ်ပါတယ်ဥပမာအားဖြင့်ခီးသွားကန်ဒီမှာမိသားစုတွေကိုမှာကြားခဲ့တဲ့နောက်ဆုံးမှာကြားစကားတေဆုံးကန်ဒီမှာနောက်ဆုံးမှာကြားခဲ့တဲ့အမှားစကားစသဖြင့်အဲ့လိုနောက်ဆုံးမှာမှာကြားခဲ့တဲ့ အမှားစကားလေးတွေက ပိုပြီးအရေးကြီးပါတယ်ထုံးနီး၎င်းပဲစာအုပ်တုပ်ရေးရင်လဲနောက်ဆုံးအခန်းကအထွတ်ထိပ်နေရာဖြစ်ပြီးတော့မှအရေးကြီးတဲ့အကြောင်းအရာနဲ့အဆုံးသတ်ပါတယ်ဒါကစာပေရဲ့သဘောတရားအရာဒီလိုပဲနားလည်ရပါတယ်ချစ်တော်မိဘညီကိုမောင်တို့မတို့ရှင်ဘောဓုကကောရင်သဩဝါဒစာကိုရေးတဲ့အခါမှာဒီအခန်းကြီး16ကတော့နောက်ဆုံးမှာကြားတဲ့စကားတွေဖြစ်ပြီးတော့ အရေးကြီးတဲ့အချက်တွေပါဝင်နေတဲ့အထဲမှာမှကျွန်တော်ဒီအရာလေးကိုသတိပြုမိပါတယ်။သူကပြောပါတယ်သခင်ယေရှုကိုချစ်စေခြင်းနဲ့သခင်ယေရှုကိုချစ်ကြပါသခင်ယေရှုကိုမချစ်ဘူးဆိုရင်တော့အနာတေမာဖြစ်စေလို့ပြောပါတယ်အနာတေမာဆိုတာကသူကအမင်္ဂလာဖြစ်စေလို့သဘောတက်ရောက်ပါတယ်ကြိမ်ချင်းခံရပါစေဆိုတဲ့သဘောမျိုးတက်ရောက်ပါတယ်သဘောကတော့သခင်ယေရှုခရစ်တော်ကို မချစ်ဘူးဆိုရင်တော့အဲ့ဒီလူဟာကျင့်ချင်းအမင်္ဂလာဖြစ်မယ်ဆိုတဲ့သဘောမျိုးကိုဆိုလိုတာဖြစ်ပါတယ်ဒီလိုပြောလို့ပေါလုကကျင်းစာတိုက်နေတာတော့မဟုတ်ပါဘူးသခင်ယေရှုခရစ်တော်ကိုချစ်တတ်ဖို့ရန်အတွက်တွန်သင်တာပဲဖြစ်ပါတယ်သခင်ယေရှုခရစ်တော်မချစ်ဖဲနဲ့သခင်ယေရှုနဲ့ဝေးကွာနေမယ်ဆိုရင်လေကျွန်တော်တို့ကမာနရဲ့လက်အောက်မှာအမင်္ဂလာဖြစ်မှာအသေးချာပဲဖြစ်ပါတယ်နောက်သခင်ဖျားသည်ကြွလာတော်မူဤဆိုတဲ့ စကားလေးကိုတုံးပါတယ်ဒီနေရာမှာဘာသာပြန်တဲ့သူက အနတ်တေမာကြတော့ သူ့ရဲ့မူရင်းအတန်ထွက်တိုင်းရေးထားပြီးတော့မှသခင်ဖျားကြွလာတော်မူဤဆိုတာကြတော့အဘိဘေကိုမြန်မာပြန်ထားတာဖြစ်ပါတယ်မူရင်းအတန်ထွက်မှာတော့မာရဏတာလို့ပြောပါတယ်ဒီမာရဏတာဆိုတဲ့စကားကသခင်ဖျားကြွလာပါဆိုတဲ့သဘောဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီစာလုံးတစ်ခုကဘလို့လုတ်ပြီးတော့ ဆက်ဆက်နေတယ်ဆိုတာကတော့စဉ်းစားစရာဖြစ်ပါတယ်။အင်္ဂလိပ်လိုစာမှာတော့ तू ကတွဲပြီးတော့မှအနတေမာမာရဏတာလို့ရေးပါတယ်။မြန်မာလိုမှာကြတော့ तू ကပုံမှဖြတ်ထားတဲ့အတွက်ကြောင့်မလို့ဝကြနှစ်ကြောင်းလို့ဖြစ်နေပါတယ်။ဘာပဲဖြစ်ဖြစ်ဒီအကြောင်းအရာကိုစဉ်းစားတဲ့အခါမှာတခေရှုခရစ်တော်ကိုချစ်ပါမချစ်ရင်အမင်္ဂလာချိန်ချင်းခံရမယ်။တခင်ဖျား ွာလာပါဆိုပြီးတော့မှဒီလိုမျိုးပြောခြင်းကသခင်ယေရှုခရစ်တော်ကို မချစ်တဲ့သူတွေပေါ်မှာကိုတော့ကြွာလာပြီးတော့မှ သူတို့ကိုဆုံးမပါအောင်ဆိုတဲ့သဘောမျိုးဒီလိုကျွန်တော်နားလည်မိပါတယ်ချစ်တော်မိပါညီကိုမောင်တို့မတို့ကောရိန္သုအသင်းတော်အပေါ်မှာနောက်ဆုံးပေါလုမှာကြားခဲ့တဲ့စကားကိုကြည့်တဲ့အခါမှာခရစ်တော်ကိုချစ်တဲ့စိတ်မပြောက်ဖို့ရန်အတွက်တတိပေးထားတာဖြစ်ပြီးတော့သခင်ဖျားကြွာလာမယ်နော် မင်းတို့တွေသခင်ဖျားဟုတ်တာချစ်ကြဆိုပြီးတော့မှဒီလိုတတိပေးသွားခဲ့တာကိုတွေ့ရပါတယ်ချစ်တော်မိပါညီကိုမောင်တို့မှာတို့ကျွန်တော်တို့ရဲ့အသက်တာမှာလည်းပဲဘာပဲလို့လို့စံနှုန်းကတော့ယေရှုခရစ်တော်ကိုချစ်ဖို့ပါပဲဘာပဲလို့လို့ချစ်ချင်းမြတ်တာနဲ့လှုပ်ဖို့လိုပါတယ်သခင်ဖျားကြွလာပြီးကျွန်တော်တို့ကိုဆုံးမရလောက်အောင်ကျွန်တော်တို့ဟာမေတ္တာမဲ့ပြီးတော့ဖြစ်ချင်တိုင်းဖြစ်နေလို့မဖြစ်ပါဘူးဖျားရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ ကောင်းမြတ်သောဘုရားကိုရုကိုကျေးဇူးတင်တဲ့ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာကိုတွန်တင်လျက်လမ်းပြလျက်ဖွင့်ပြသောကြောင့်ကျေးဇူးတင်တယ်နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာသခင်ယေရှုခရစ်တော်ကိုချစ်တော်သူများဖြစ်စေပါတို့ထံကြွလာ၍ကိုရရှင် ကောင်းကြီးပေးပါခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးနဲ့ပတ်ရစ်ပါမကြမာတဲ့သူကြမာစေပါဒုက္ခအမျိုးမျိုးကနေကင်းဝေးစေပါတဏိတာလုံးကိုလက်ဝဲအနှံနဲ့ ဖျားရှင်ကောင်းကြီးပေးပါမိအကြောင်းယေရှုခရစ်တော်နာမ၌ဆက်ကအနန္တဆုတောင်းပါ၏အာမင်